ပါမြစီမရေဒီယိုအစီအစဉ်ကနေကြိုဆိုပါရစေ။မြစီမရေဒီယိုကမြန်မာပြည်သူတွေအတွက်ထုတ်လွှင့်တင်ဆက်ပေးလျက်ရှိပါတယ်။မြစီမရေဒီယိုမနက်ပိုင်းအစီအစဉ်ကို နေ့စဉ်မြန်မာစံတော်ချိန်မနက်9:00နာရီကနေ9:00နာရီခွဲအထိအန်ဒိုမီတာ31မီတာ ကိုတက်သမ၄မှတ်ကဟက်စကနေဖန်ယူနာဆင်နိုင်ပါတယ်။မြစီမာရေဒီယိုညနေပိုင်းအစီအစဉ်ကိုတော့နေ့စဉ်မြန်မာစံတော်ချိန်ည9နာရီကနေ9နာရီခွဲအထိလိုင်းဒိုမီတာ16မီတာစက်ခွန်တက်သမ၅မှတ်ကဟက်စကနေထုတ်လွှင့်သွားမှာဖြစ်ပါတယ်ရှင်။ မင်္ဂလာပါခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားအားလုံးဘေးကင်းလုံခြုံပြီးစိတ်ချမ်းသာကိုယ်ကျန်းမာရှိကြပါစေလို့မြစီမရေဒီယိုဖွင့်သူဖွေသားတွေကဆုတောင်းမေတ္တာပို့သလိုက်ပါတယ်။နိုမာလာ၁၈ရက်နေ့အင်္ဂါနေ့ညဘက်မြစီမရဲ့ရေဒီယိုစီစဉ်ကိုမြန်မာစံတော်ချိန်ည9:00ကနေ9:00ခွဲထိစတင်ထုတ်လွှင့်နေပါပြီ။ကျွန်တော်ဆိုင်ခမ်းပါဒီကနေ့ညနာဆင်ရမယ့်စီစဉ်တွေကတော့နေဆက်ဖြတ်ကျော်ရာဇဝတ်မှုတွေနဲ့ကြော်ကြားနေတဲ့ရွှေကုတ်ကိုမြိုင်ကအွန်လိုင်းငွေလင်းကိန်းသားတွေထွက်ပြေးနေတဲ့တဲ့င်းနဲ့အတူ ဥက္ကဋ္ဌဟောင်းဗိုလ်ချုပ်ကြီးစောမှုတူဆွေဖိုးနဲ့ဗရိုရွှေမောင်းကို KNU ထုတ်ပယ်တဲ့အကြောင်းတွေအပါအဝင် နောက်ဆုံးရပြည်တွင်းနဲ့နိုင်ငံတကာသတင်းတွေကိုနှာစင်ရမှာပါသတင်းတွေပြီးမှာတော့ Key to Heart ကျမ်းမာရေးအစီအစဉ်ကိုနှာစင်ရဖို့ရှိပါတယ်ခင်ဗျာမင်္ဂလာပါရှင်နောက်ဆုံးရပြည်တွင်းသတင်းတွေကိုတင်ဆက်ပေးပါတော့မယ်ကျမကျူချမ်းမကရင်မျိုးသားအစီအယုံ KNU ဥက္ကဋ္ဌဟောင်းဗိုလ်ချုပ်ကြီးစောမှုတူဆွေဖိုးနဲ့ KNU ဒုပလယခရဥက္ကဋ္ဌဟောင်းဘဒုစောရွှေမောင်တို့ကိုအပွဲကနေထုတ်ပယ်လိုက်ကြောင်း KNU ဘဟုပြောရေးဆိုခွင့်ရှိသူဘဒုစောတော်နီကအတည်ပြုပါရယ်ပူဇော်ကြီးစောမှုတူစေဖို့နဲ့ဘဒုစောရွှေမောင်တို့ဟာ KNU ကခြောက်မှတ်တဲ့စီကန်းတွေကိုမလိုက်နာတဲ့အတွက်အပွဲရဲ့73ကြိမ်မြောက်ဘဟုအလုံးမှုဆောင်အစည်းအဝေးကနေထုတ်ပယ်ဖို့ဆုံးဖြတ်ခဲ့တာပါ ကရင်တရင်ရဲ့မြက်တယောက်ကလည်းပြီးခဲ့တဲ့တပတ်လောက်ကကျင်းပခဲ့တဲ့ဘိုလ်လုံးမှုဆောင်အစည်းအဝေးမှာပူချုပ်ကြီးစောမှုတူစီဖို့နဲ့ဘဒိုစောရွှေမောင်းတို့ကိုထုတ်ပယ်ဖို့ဆုံးဖြတ်ခဲ့တာလို့သိရတယ်လို့ဆိုပါတယ်။အခုလိုမျိုးဥက္ကဋ္ဌဟောင်းတယောက်ကိုအပွဲကထုတ်ပယ်တာဟာပထမဆုံးအကြိမ်ဖြစ်ပြီးတော့အခုလိုဖြစ်ရအပေါ်စိတ်မကောင်းဖြစ်ရပြီမဲ့ကာယကံရှင်ရဲ့လောက်ရအပေါ်မူတည်ပြီးဖြစ်ပေါ်လာတာလို့လည်းသူကပြောပါတယ်။ပူချုပ်ကြီးစောမှုတူစီဖို့ဟာ KNU ဥက္ကဋ္ဌအဖြစ်သက်တမ်းနှစ်ကြိမ်ထမ်းဆောင်ခဲ့သူပါ။ အခုလိုထုတ်ပယ်ရတာဟာစစ်ကောင်စီကဗိုလ်ချုပ်ကြီးစောမှုတူစေဖို့ကိုဝနကြော်ထင်ပွဲပြရတဲ့ဖြစ်စဉ်တွေစစ်ကောင်စီကျင်းပတဲ့အပြစ်ခတ်ရစဲရေး NCA နှစ်ပတ်လည်ပွဲတွေတက်ရောက်တာတွေကြောင့်ဖြစ်တယ်လို့ဆိုပါတယ်။ KNU ဟာစစ်တပ်ကိုတိုက်ခတ်နေတဲ့အဖွဲ့ဖြစ်ပေမဲ့အဖွဲ့ဥက္ကဋ္ဌဟောင်းဗိုလ်ချုပ်ကြီးစောမှုတူစေဖို့ကိုစစ်ကောင်ဆောင်မယောင်လှိုင်က2022ခုနှစ်တကြံအပြီး21ရက်နေ့မှာဝနကြော်တင်ပွဲပြရခဲ့တာပါ။ ဒီလိုပေးအပ်တာဟာစစ်တပ်ကသွေးခွဲတာဖြစ်တယ်လို့ဘဒုစောတော်နီကပြောပါတယ်ဗိုလ်ချုပ်ကြီးစောမှုဒူစေဖို့နဲ့ဘဒုစောရွှေမောင်းလို့ဟာ2023နှစ်ကုန်ပိုင်းလုံးကလည်းစကောင်းဆောင်မြောင်းလှန်ကိုနေပြည်တော်မှာတွားရောက်တွေ့ဆုံခဲ့ပါသေးတယ်။အဲဒီလိုတွေ့ဆုံမှုဟာ KNU နဲ့လုံးဝမသက်ဆိုင်ကြောင်းဘဒုစောတော်နီကအဲဒီအချိန်ကလေးကထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ KNU ဟာဆက်အတက်အာဏာသိမ်းမှုကိုစန့်ကျင်ပြီးပြည်သူနဲ့အတူရက်တိတိုက်ပွဲဝင်နေတဲ့အတိုင်းအတာလက်နက်ကန်တပ်ဖွဲ့ဖြစ်ပါရဲ့ရှင်။ စကိုင်းတိုင်းမုံရွာမြို့နယ်တာစီရွာရဲစခန်းကိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကစူပေါင်းတိုက်ခိုက်ခဲ့ရမှာရဲလေးဦးသေဆုံးသွားတယ်လို့တိုက်ခိုက်မှုမှာပါဝင်တဲ့ဒေသကာကွယ်ရေးတပ် Rocket Fighter အဖွဲ့တာဝန်ရှိသူစီကသိရပါဗျာ။တာစီထောင်အနီးမီတာတရာခန့်အကွာရဲအင်အား30ခန့်ရှိတဲ့ရဲစခန်းကိုနိုမာလာ18ရက်နေ့မနက်9:00နာရီအချိန်မှာကာကွယ်ရေးတပ်ဖွဲ့တွေစူပေါင်းတိုက်ခိုက်ခဲ့တာပါဗျာ။ သူတို့စခန်းကိုအလင်းငိုက်ဝင်တိုက်တာပါမျက်မြင်ရဲလျောက်သေးပါတယ်တေဆုံးသူနဲ့တိုင်ရရတဲ့သူတွေကိုတော့ထောင်ထဲတည်သွားတယ်လို့သိရတယ်လို့ Rocket Fighter တာဝန်ခံလာပြေကမျက်စိမှောက်ကိုပြောပါတယ်တေဆုံးထိခိုက်မှုတွေနဲ့ပတ်သက်လို့မျက်စိမှောက်ကတီးခြားအတီးပြူနိုင်တာမရှိသေးပါဘူးရဲစခန်းတိမ့်ဖို့ရည်ရွယ်တိုက်ခိုက်ခဲ့ပေမဲ့တိုက်ပွဲဖြစ်ပွားချိန်တနားကြီးကျော်မှာတာစီထောင်ဘက်ကစနိုက်ပါဆက်ကလေးတွေနဲ့ပြစ်အားနဲ့စစ်ကူတွေရောက်လာတဲ့အတွက်ကာကွယ်ရေးတပ်ဖွဲ့တွေစုခွာခဲ့ရတာလို့သူကဆိုပါတယ် အဲ့ဒီတိုက်ခိုက်မှုကို Rocket Fighter ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ချင်းတွင်းတွေဦးတော်လိုင်းအင်အားစု CSIF ညာဦးခရိုင်တပ်ရင်းအမှတ်၃ဗိုလ်ကြားရေးအဖွဲ့တပည့်ရင်း PO ပူတလင်းတပ်ပေါင်းစုမြို့ပြပျောက်ကြားတပ်ဖွဲ့နဲ့နေမြေကန်တပ်ဖွဲ့တွေစုပေါင်းလှုပ်ဆောင်ခဲ့တာလို့သိရပါတယ်။အခုတိုက်ပွဲမှာအမျိုးသားညီညွတ်ရေးအစိုးရလက်အောက်ခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဒေသခံတပ်ဖွဲ့တွေပူးပေါင်းတိုက်ခိုက်ခဲ့ပြီးအမန်တကယ်စစ်ကော်မရှင်ကိုတိုက်ခိုက်နေသူတွေနဲ့လက်တွဲလှုပ်ဆောင်သွားမှာဖြစ်တယ်လို့တာဝန်ခံလာပြီးကဆက်ပြောပါတယ်။ နေမြေတွင်ဖွဲ့စည်းထားတဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေအနေနဲ့လည်းတိုက်ပွဲတွေပြီးဆုံးရင်ခဲယမ်းပြန်လည်ဖြစ်တင်ဖို့အခက်အခဲရှိပြီးဆက်လက်ပြီးတိုက်ပွဲတွေပေါ်ဆောင်နိုင်ဖို့အကူအညီပေးကြဖို့ Rocket Fighter ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကပြည်သူတွေကိုမြစ်တာရက်ခံထားပါရယ်ခင်ဗျာ။ကရင်မျိုးသောအစီယုံ KNU ဗဟိုရဲ့ရက်တီချက်နဲ့အညီစစ်ကောင်မရှင်ရဲ့ရွေးကောက်ပွဲကိုထိန်းချုပ်နေမြေတမခွင့်ပြုမှာမဟုတ်ပဲစန့်ကျင်သွားမယ်လို့ KNU ဒူးတတူခရိုင်တထုံခရိုင်က ဒီကနေ့နိုဝင်ဘာ16ရက်နေ့မှာကြေညာချက် ထုတ်ပြန်ပါတယ်။ KNU ဘဟုကဆရာနာရှင်သက်ဆိုးရှိရဲ့အတွက်ကြိုးပမ်းနေတဲ့ရွေးကောက်ပွဲကိုလက်မခံကြောင်းအသိပေးထုတ်ပြန်ထားတဲ့အပေါ်ခရိုင်တီတီကလည်းအခုလိုကြေညာချက်တွေထုတ်ပြန်ပြီးသဘောထားဖော်ပြနေရမှ KNU အမျိုးသားလူမျိုးရေးတမတော် KNL တမဟာတနေမြေ KNU တထုံခရိုင်ကလည်းဒီကနေ့မှဒီလိုမျိုးသဘောထားထုတ်ပြန်လာတာပါအခုလိုစစ်တပ်ကကြိုးပမ်းနေတဲ့ရွေးကောက်ပွဲဟာဒူဒူကိုလိမ့်လည်လှည့်ပြားမဲ့အတူရောင်ရွေးကောက်ပွဲဖြစ်တာကြောင့်ခွင့်ပြုမှာမဟုတ်ဘူးလို့ဆိုပါတယ် ပြည်သူလူထုတွေအနေနဲ့လည်းဆရာနာရှင်သက်ဆိုးရှည်စီမဲ့အတူရောင်ရွှေကောက်ပွဲမှာပူပေါင်းပါဝင်ခြင်းမပြုဘဲအကြမ်းမဖက်တဲ့အနေနဲ့ဆန့်ကျင်ခြင်းဖြင့်ကိုယ့်ရဲ့မဆန္ဒမဲတွေကိုအလွယ်သုံးစွာလုပ်ခွင့်မပြုပေးဖို့ကရင်ညွတ်တထုံခရိုင်ကတိုက်တွန်းထားပါတယ်။စစ်တပ်ရဲ့ရွှေကောက်ပွဲဟာပြည်သူလူထုနားလည်ဖို့ခက်ခဲတဲ့ရှုပ်ထွေးတဲ့ရွှေကောက်ပွဲစနစ်ဖြစ်တယ်လို့ပြောပါတယ်။ဒါအပြင်စစ်တပ်လိုအပ်တဲ့အဖြစ်ထုတ်နိုင်တဲ့ electronic မဲပေးတဲ့မဲပေးလုပ်ငန်းစဉ်ဟာတိကျမှန်ကန်ရမယ့်ရလဒ်မဟုတ်ဘူးလို့ဆိုပါတယ်။ ဲဆန္ဒရှင်ပြည်သူလူထုရဲ့ဆန္ဒသဘောထားကိုအလွဲသုံးစားပြုတာဖြစ်လို့စစ်တပ်အလိုကြားလုပ်တဲ့ရွေးကောက်ပွဲသာဖြစ်ကြောင်းပေါ်လွင်နေတယ်လို့လည်း KNU တထုံခရိုင်ကထုတ်ပြန်ပါတယ် KNU ခရိုင်တီတီဟာစစ်တပ်ရွေးကောက်ပွဲကိုလက်မခံကြောင်းသဘောထားထုတ်ပြန်ထားသလိုစေအုပ်စုရဲ့ရွေးကောက်ပွဲစန့်ကျင်ရေးဆွေးနွေးပွဲတွေကျင်းပပြီးတော့ပြည်သူလူထုကိုအသိပညာပေးနေပါတယ်။ KNU ဒုဗလရာခရိုင်ကကျင်းပတဲ့အစိုးရဒုရွေးကောက်ပွဲတုနဲ့နိုင်ငံရေးလှည့်စားမှုထောင်ချောက်စကားဝိုင်းဆွေးနွေးပွဲကို KNU ဘဟုက November 16ရက်နေ့မှာထုတ်ပြန်ခဲ့တာမှာအာနာသိန်းစစ်ကောင်စီကြိုးပမ်းနေတဲ့ရွေးကောက်ပွဲကနေတဆင့်စေအုပ်စုအသွင်ပြောင်းအစိုးရပုံစံဖြစ်ပေါ်လာရင်ပြည်သူလူထုကိုလက်တလောတက်ပြတ်နေတာတွေထက်ပိုတဲ့လောက်ရက်တွေလှုပ်ဆောင်ခွင့်ပေးတယ်လို့ဖြစ်စီမယ်လို့ပါဝင်ဆွေးနွေးသူတွေကပြောကြားပါတယ်စေအုပ်စုဟာပြည်သူလူထုအပေါ်လှုပ်ဆောင်နေတဲ့အကြမ်းဖက်လုပ်ရက်တွေတိသာထင်ရှားနေတာကို ရွေးကောက်ပွဲကျင်းပပြီးဖုံးကွယ်ဖို့လှုံ့ဆော်တာဖြစ်တယ်လို့ KNU ဒုဗလျာခရိုင်ဝင်းရည်မြို့နယ်တွဲဖက်အတွင်းရင်မှုဘရိုဆော့ဆော့လော်အဲကဆွေးနွေးပြောကြားခဲ့ပါတယ်ရှင်မြစည်းမရေဒီယိုရဲ့အင်္ဂါနေ့ညပိုင်းနောက်ဆုံးရပြည်တွင်းသတင်းတွေကိုဆက်လက်ထုတ်လွှင့်နေပါတယ်။ကြောက်ဖြူမျိုးနယ်ကစာတင်ကြောင်တစ်ခုကိုပြစ်မှတ်ထားပြီးစစ်ကော်မရှင်က လေးချောင်းအသေးကန်ဒရုန်းအနေနဲ့တိုက်ခိုက်ခဲ့ပေမဲ့ကျောင်းသားတွေအချိန်မီရွှေ့ပြောင်းနိုင်ခဲ့လို့အထူးခိုက်မရှိခဲ့ဘူးလို့အာရခတပ်တော် AA ကထုတ်ပြန်လာပါတယ်။နိုမာလာ18ရက်နေ့မနက်ပိုင်းကနေညပိုင်းအထိစစ်ကော်မရှင်ဟာကြောက်ဖြူမြို့နယ်ကနေရာ9နေရာထပ်မင်းကိုလေးချောင်းအသေးကန်ဒရုန်းလက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့တယ်လို့ AA ကထုတ်ပြန်ထားပါတယ်။ နိုမာလာ18ရက်နေ့မွန်းလွဲ17နာရီခွဲခန့်မှာကြောက်ဖြူမြို့နယ်ကလိတ်တင်ကြီးရွာစာတင်ကျောင်းကို လေကျောင်းကနေပုံကျဲပြီး17နာရီ39မိနစ်မှာအသေးခံဒရုန်းတစ်စင်းနဲ့ထပ်မံတိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။နေ့လယ်17နာရီ35မိနစ်ခန့်မှာကြောက်ကလေးကြီးရွာကိုလေကျောင်းကနေပေါင်900ဘုံနှလုံးကျဲချတိုက်ခိုက်ခဲ့ပြီးညနေ4နာရီခွဲအချိန်မှာတော့အမြင့်ကျွန်းတရာအနီးကိုဝိုင်းတွဲလေရင်နဲ့ဘုံလုံး60ခန့်ကျဲချခဲ့တယ်လို့အေအေကထုတ်ပြန်ထားပါတယ်။ ဒါအပြင်ည8:18မိနစ်မှာလဲမင်းရက်တိုက်နယ်မင်းရက်ရွာနယ်တန်ချောင်းကျေးရွာနီးပတ်ဝန်းကျင်ကိုလေးချောင်းကနေပုံကျဲပြီးဇင်းချောင်းကမ်းခြေမှာနေရာယူထားတဲ့စစ်သင်္ဘောနှစ်စီးပေါ်ကနေလက်နက်ကြီးတွေနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ထုတ်ပြန်ထားပါတယ်။စာတင်ချောင်းပစ်မှတ်ထားတိုက်ခိုက်တဲ့ဖြစ်စဉ်မှာចောင်းသားចောင်းသူတွေကိုအချိန်မီရွှေ့ပြောင်းနိုင်ခဲ့လို့ထိခိုက်သေးဆုံးမှုမရှိပေမဲ့စာတင်ချောင်းအနီးကဝက်နှကောင်သေဆုံးခဲ့ပြီးစာတင်ချောင်းအဆောက်အအုံပျက်စီးခဲ့တယ်လို့ဆိုပါတယ်။ ကြောက်ဖြူမြို့နယ်မှာတိုက်ပွဲတွေပြင်းထန်နေပြီးပြီးခဲ့တဲ့နိုဝင်ဘာလ14ရက်နေ့ကအေအေကယာယီစုတ်ခွာခဲ့တဲ့မင်းပြင်ရေဒါစကန်ရှိမှာဝါရဖြန့်ချီဖို့တပ်ပုံရိုက်နေတဲ့စစ်ကော်မရှင်တပ်ဖွဲ့ဝင်20ကျော်ဒရုန်းနဲ့ပစ်ခတ်ခံရပြီးတေဆုံးခဲ့ပါတယ်အဲ့ဒီတိုက်ခိုက်မှုရုပ်တံကိုအေအေကထုတ်ပြန်ခဲ့ပါတယ်။အဲ့ဒီနောက်ပိုင်းကစလို့စစ်ကော်မရှင်ကလေကြောင်းတိုက်ခိုက်မှုတွေနဲ့လက်နက်ကြီးပစ်ခတ်မှုတွေပုံမပြုတ်လုလာတယ်လို့သိရပါတယ်။ စစ်ကော်မရှင်တပ်ဟာတိုက်ပွဲဖြစ်ပွားတာမရှိတဲ့မြို့ရွာတွေကအရသာပြည်သူတွေကိုပြစ်မှတ်ထားပြီးတိုက်ခိုက်နေလို့လုံခြုံရေးတတိပြုကြဖို့လေချောင်းရေချောင်းလက်နက်ကြီးရန်နဲ့ပတ်သက်တဲ့အရေးပေါ်တတိပေးချက်ကိုအေအေက ထုတ်ပြန်ထားပြီးလိုမလာ၁၉ရက်နေ့ကထုတ်ပြန်တဲ့ထုတ်ပြန်ကြမှာလဲကြောက်ဖြူမှာစစ်ရှုံးနေတဲ့စစ်ကော်မရှင်တပ်ကလေချောင်းတိုက်ခိုက်မှုတွေပိုပြုတ်လုပ်လာနိုင်တယ်လို့တတိပေးထားပါရခင်ဗျာ။ ကရင်မျိုးသားနေကြားစောက်တက် BGF KNA တပ်ဖွဲ့ကနိုဝင်ဘာ18ရက်နေ့မှာကြားဖြတ်နိုင်တဲ့ရဲ့အထူးစစ်ဆင်ရေးစတင်ပြီလို့မီဒီယာတွေကိုပြောကြားခဲ့မှုအပြီးသူတို့ထင်းချုံနေမြေရွှေကုတ်ကိုမြိုင်ကြီးွာတဲကအွန်လိုင်းငွေလိမ်ကိန်းသားတွေကညာရင်းချင်းထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ဒေသခံတွေစီကလည်းသိရပါဗျ။ထွက်ပြေးတင်းဆောင်သူအများစုဟာတရုတ်လူမျိုးတွေဖြစ်ပြီးတော့တရုတ်ဆောင်နဲ့ရေးသားကြော်ညာထားတဲ့ဆိုင်ဆိုင်ပုတ်တွေကိုလည်းအမိုးကာရီနဲ့ဖုံးအုပ်ထားတယ်လို့သိရပါဗျ။ site ၄၅နဲ့ဟုံထူးဘက်တွေနဲ့ပန်းချန်နာကနေရာ site တွေမှာပွက်လို့ရိုက်နေကြတယ်လို့မျက်မြင်တွေ့ရှိသူတယောက်ကမင်းသမားကိုအတည်ပြုပြောပါရယ်။ရွှေကုတ်ကို Facebook group မှာလည်းကားငှားလိုက်သူတွေကကြော်ညာ post တွေစတိုက်တင်နေပြီးတော့ online ငွေလိမ်လည်တဲ့အဆောက်အုံရှိမှလူခေါ်ပြီးနေတယ်လို့လည်းသိရပါရယ်။ BGF ရဲ့ခေါ်ဆောင်မှုနဲ့ရွှေကုတ်ကိုမြိုင်တဲ့ကိုစစ်ကောင်မရှင်တက်ရောက်လာတဲ့ဆိုတဲ့သတင်းဟာ November 18ရက်နေ့ညနေမှာထွက်ပေါ်လာပြီးတဲ့နောက်ဒီလိုထွက်ပြေးတင်းရှောင်နေကြတယ်လို့ဒေသခံတွေကဆိုပါရယ်။ မြန်မာပါဝင်နိုင်ငံသားတချို့ဟာအွန်လိုင်းငွေလိမ်လုပ်ငန်းအဆောက်အအုံတွေမှာပိတ်မိနေတာတွေရှိပြီးတော့လုံခြုံရေးအဖွဲ့တွေက တကားတော့ခတ်ထားတယ်လို့သိရပါဗျ။ဒါပေမဲ့တရုတ်လုပ်ငန်းရှင်တွေကတော့ထွက်ပြေးတင်းရှောင်နေပြီးအလုပ်သမားအများစုကတော့ပိတ်မိနေကြတာပါ။ကျမတို့ကိုအပြန်ထွက်ခွင့်မပေးဘူး။တကားတွေအကုန်တော့ခတ်ထားတယ်။အထဲမှာတရုတ်တွေတော့မရှိတော့ဘူး။ကျမတို့မြန်မာနဲ့တခြားနိုင်ငံသားတွေပဲရှိတော့တယ်အစောင်းအုံကိုမိပိတ်ထားတယ်ဖုန်းသုံးခွင့်မပေးဘူး ကျွန်မစိတ်ထင်တရုတ်တွေကိုလွှတ်အောင်လုပ်ပြီးတော့ကျွန်မတို့ကိုတစက္ကန်သဘောလုံးမလားမသိဘူးလို့အသက်22နှစ်အရွယ်မြန်မာမျိုးသမီးတယောက်ကပြောပါရယ်အမေရိကန်နိုင်ငံကမြန်မာအပါအဝင်လာအိုကမ္ဘောဒီးယားနိုင်ငံနဲ့အရှေ့တောင်အာရှနိုင်ငံတွေကအွန်လိုင်းငွေလိမ်လုပ်ငန်းတွေကိုနှိမ်နင်းဖို့အတွက် Scam Center Strike Force အဖွဲ့ကိုဖွဲ့စည်းလိုက်ကြောင်းအမေရိကန်နိုင်ငံသားရဲ့ဌာနက November 12ရက်နေ့မှာတရားဝင် ထုတ်ပြန်ကြေညာခဲ့ပါရယ် ဒါအပြင်နိုဝင်ဘာ14ရက်နေ့မှာလည်းတရုတ်နိုင်ငံကဥဆောင်ပြီးတော့မြန်မာ၊ထိုင်း၊လာအို၊ကမ္ဘောဒီးယားနဲ့ဗီယက်နမ်အပါအဝင်နိုင်ငံ၆နိုင်ငံကဝင်ကြီးအဆင့်အစည်းအဝေးပြုလုပ်ပြီးတော့အွန်လိုင်းငွေလိမ်လုပ်ငန်းကိုပူးပေါင်းနိုင်နေမှာဖြစ်တယ်လို့သဘောတူခဲ့ပါတယ်။စစ်ကောင်မရှင်ကကောင်းဆောင်မြောင်းလှိုင်ကလည်းပြီးခဲ့တဲ့နိုဝင်ဘာ15ရက်နေ့မှာကရင်ပြည်နယ်ဖအံခရီးစဉ်မှာအွန်လိုင်းငွေလိမ်လဲတဲ့လုပ်ငန်းကိုအမျိုးသားရေးတရက်အနေနဲ့နှိမ်နင်းမယ်လို့ပြောဆိုခဲ့ပါတယ်ရှင်။ မန္တလေးတိုင်းတောင်သာမြို့နယ်မှာစစ်ကော်မရှင်တပ်ရဲ့ဂိတ်စခန်းတွေဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့်တေဆုံးထိခိုက်မှုရှိတယ်လို့တောင်သာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖာကနိုမာလာဆက်ရှင်ဒီမှာထုတ်ပြန်ပါတယ်။ပြီးခဲ့တဲ့နိုမာလာ9ရက်နေ့ကတောင်သာမြို့နယ်အတွင်းမြင်းကြံညောင်ဦးပခုတ်ကူလမ်းပိုင်းဘေးမှာရှိတဲ့တမိုက်တာကြီးရွာမှာတက်ဆွဲထားတဲ့စစ်ကော်မရှင်တပ်နဲ့ပြူစောတိအင်အား60ဝန်းကျင်ကိုတိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။ အဲ့ဒီတိုက်ပွဲမှာစစ်ကော်မရှင်ဘက်က9ဦးသေဆုံးပြီးထိခိုက်ဒဏ်ရာရသူ4ဦးရှိတယ်လို့ဖော်ပြထားပါတယ်။တိုက်ပွဲဖြစ်ပွားပြီးတဲ့နောက်မြင်းကြံမျိုးကနေတက်ကူလာတဲ့စစ်ကော်မရှင်တပ်ကမင်းကြိုရွာနဲ့ကြာဖို့ကြေးရွာဝင်ရောက်ပြီးကြာဖို့ရွာကဒေသခံပြည်သူ15ဦးကိုအာရမဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ထပ်မံအသိပေးပါတယ်။ တမိုက်သားကြီးရွာကဂိတ်စကန်ကိုလိုမာလာ9ရက်နေ့ကနောက်တစ်ချိန်ထပ်တိုက်ခဲ့ရမှာစစ်ကော်မရှင်ဘက်က3ဦးသေဆုံးပြီး4ဦးဒဏ်ရာရရှိခဲ့တယ်လို့တောင်တာပါကဖာကပြောပါတယ်။ဒါပြင်အဲ့ဒီနေ့ကပဲတောင်တာမြို့နယ်ရဲ့အနောက်ဂိတ်ခေါ်တန်လန်းဂိတ်ကိုဝင်ရောက်တိုက်ခဲ့ပြီးစစ်ကော်မရှင်ဘက်က2ဦးသေဆုံးခဲ့တယ်လို့ထိခိုက်တဲ့သူတွေရှိတယ်လို့သိရပါတယ်။စေအောင်စုဘက်ကသေဆုံးမှုနဲ့ထိခိုက်မှုအခြေအနေကိုတော့တိကျအတည်ပြုနိုင်တာမရှိသေးပါဘူး။ စစ်ကောင်မရှင်ရဲ့ gas can တွေကိုတောင်တာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ Scorpion PDF ညောင်းခရိုင်တရင်အမှတ်၅မြင်းညံခရိုင်တရင်အမှတ်၃တို့ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့သိရပါတယ်။ပြီးခဲ့တဲ့ August လကလေးကစလို့မြင်းညံခရိုင်တွေကတောင်တာမြင်းချံနဲ့နထိုးကြီးမြို့နယ်တွေကိုစစ်ကောင်မရှင်ကဒဲမြေစိုးမှုနိုင်ဖို့အတွက်စစ်ကြောင်းတွေထိုးနေတာဖြစ်ပါတယ်ခင်ဗျာ။ မြစီမာရေဒီယိုရဲ့အင်ကာနေညာပိုင်းပြည်တွင်းသတင်းတွေကိုတင်ဆက်ပေးကြတာပါ အခုကတော့နိုင်ငံတကာသတင်းတွေကိုနားဆင်ရမှာပါ လူသားမျိုးနွယ်ပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုတွေနဲ့ကြိုးမိပေးခဲ့ပြီးနိုင်ပိုင်းအကြာမှာပဲဖြုတ်ချခံဝင်ကြီးချုပ်ဟောင်းရှိတ်ဟာစီနာကိုပြန်လည်လွှဲပြောင်းပေးဖို့ဘင်္ဂလားဒေ့ရှ်နိုင်ငံကအိန္ဒိယနိုင်ငံကိုတင်းလာနေမှာတောင်းဆိုလိုက်ပါတယ်။ဟာစီနာရဲ့အာဏာရှင်အုပ်ချုပ်မှုကိုအိန္ဒိယနိုင်ငံကထောက်ခံအားပေးခဲ့ပြီး2024ခုနှစ်ဩဂတ်စ်လလူမှုအုံကြွမှုအပြီးအသက်88နှစ်အရွယ်ဝင်ကြီးချုပ်ဟောင်းဟာပြုတ်ကျကာအိန္ဒိယနိုင်ငံကိုထွက်ပြေးခိုလုံခဲ့ရပါတယ်။ အဲ့ဒီအချိန်ကစလို့သူဟာပုံအောင်နေထိုင်ခဲ့ရပြီးအိန္ဒိယနိုင်ငံတစ်ခုအကြားလဲဆက်ဆံရေးဟာဆိုးရွာလာခဲ့ပါတယ်။ဒါကမှရှိတဲ့တရားရုံးကတိန်လာနေမှာဟာစီနာနဲ့ပြည်ထရေးဝန်ကြီးဟောင်းအဇက်ဇူဇာမန်ခန်ကာမာကိုမျက်ကွယ်မှာတည်တံချမှတ်ခဲ့ပါတယ်။ပြည်ကလေးနှစ်ကဖြစ်ပွားခဲ့တဲ့ចောင်းသားတွေဥဆောင်တဲ့လူမှုအုံကြွားမှုကိုနှိမ်နင်းရမှာလူသားမျိုးနွယ်ပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုတွေကျူးလွန်ကြောင်းတရားရုံးကအမိန့်ချခဲ့ပြီးတဲ့နောက်အဲ့ဒီလိုတည်တံ့ချမှတ်လိုက်တာဖြစ်ပါတယ်။ ည်ထဲဝင်ကြီးဟောင်းဘယ်နေရာမှာရှိနေတာကိုတော့မသိရသေးပါဘူး။ဒါပေမဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံကတော့အိန္ဒိယနိုင်ငံမှာရှိနေတယ်လို့ပြောပါတယ်။ပြည်ထောင်ချတရခန်နှုတ်ကိုဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေစီချက်ချင်းလွှဲပြောင်းပေးဖို့ကျွန်တော်တို့အိန္ဒိယအစိုးရကိုတိုက်တွန်းပါတယ်လို့ဒါကမှရှိတဲ့နိုင်ငံခြားရေးဝန်ကြီးဌာနကကြေညာချက်ထုတ်ပြီးပြောထားပါတယ်။ဒါဟာအိန္ဒိယအစိုးရထမ်းဆောင်ရမယ့်တာဝန်ဖြစ်ကြောင်းလည်းပြောထားတာပါ။ အဲ့ဒီအပြစ်ကြတရားခဏ်တွေကိုခိုးလုံးဝင်ပေးတာဟာအလွန်အမင်းမိတ်ဆွေမဆန်မှုဖြစ်ပြီးတရားမျှတမှုကိုလည်းစော်ကားရရောက်တယ်လို့ဘင်္ဂလားဒေ့ရှ်နိုင်ငံကသတိပေးထားပါတယ်။အိန္ဒိယနိုင်ငံသားရေးဝန်ကြီးဌာနကတော့ဟာစီနာပေါ်ချမှတ်လိုက်တဲ့တရားရုံးအမိန့်ကိုသိရှိမှတ်သားထားတယ်ဆိုပြီးပဲပြောပါတယ်။ အိန္ဒိယနိုင်ငံဟာငြိမ်းချမ်းရေးဒီမိုကရေစီရေးအားလုံးပါဝင်ရေးနဲ့တည်ငြိမ်ရေးတို့အပါအဝင်ဘင်္ဂလားဒေ့ရှ်ပြည်သူတွေရဲ့အကောင်ဆုံးအကျိုးစီးပွားကိုအမြဲတမ်းအလေးထားပါတယ်လို့အိန္ဒိယနိုင်ငံသားရေးဝန်ကြီးဌာနကထုတ်ပြန်တဲ့ကြေညာချက်မှာဖော်ပြထားပေမဲ့လွှဲပြောင်းပေးနိုင်ဖွယ်ရှိတဲ့ကိစ္စကိုတော့တိုက်ရိုက်ရည်ညွှန်းဖော်ပြထားတာမရှိခဲ့ပါဘူး။ယူကရိန်းအရှေ့ဘက်မှာရှိတဲ့နောက်ထပ်ကြီးရွာ၃ရွာကိုရုရှားစစ်တပ်ကသိမ်းပိုက်နိုင်ခဲ့တယ်လို့ မော်စကိုမှာရှိတဲ့ကာကွယ်ရေးဝန်ကြီးဌာနကသတင်းစာရေးကပြောပါရယ်တဟားအခုနောက်ဆုံးပြင်းထန်တဲ့ခြေစစ်တွင်တိမ့်ပိုက်နိုင်ခဲ့တာဖြစ်ပါရယ်တမ်းပြည်ရဲ့စွန့်ရင်အခြေခံအဆောင်တွေဖျက်ဆီးခံရပြီးတော့အင်အားပြုံးတိလာနေတဲ့စစ်တပ်အတွက်ထောက်ခံအားပေးမှုရဖို့ယူကရိန်းသမ္မတဗိုလိုမာဒီမာဆဲလန်စကီဥရောပမဟာမိတ်တွေထံခီးလှည့်လည်နေတော့ တိုင်းပြည်ရဲ့စွမ်းအင်အခြေခံအဆောက်အုံတွေ ဖြည့်ဆည်းခံရပြီးအင်အားပြုံးသီးလာနေတဲ့စစ်တပ်အတွက်ထောက်ခံအားပေးမှုရဖို့ယူကရိန်းသမ္မတကဥရောပမဟာမိတ်တွေစီကို ခရီးလက်လည်နေတော့ဒီလိုရုရှားရဲ့စစ်ချီတရင်ထွက်ပေါ်လာတာပါတနီပရိုပက်ထရိုဒေတာဂိုင်းပလာတိုနက်ကဒိုနက်ဒေတာ ဂျီဗိုရီချန်စကီကာကဖ်စရဲဒေတာရီကိုသူတို့ရဲ့တပ်ဖွဲ့တွေသိမ်းပိုက်နိုင်ခဲ့တယ်လို့မော်စကိုကပြောပါရယ်အဲ့ပြောဆိုချက်တွေကို AFP ကစစ်ဆေးအတည်ပြုနိုင်တာမရှိသေးပါဘူး2022ခုနှစ်ဖေဖော်ဝါရီလကရုရှားကတခွင်တပြည်လုံးထိုးစစ်ကြီးစတင်ဆင်နွှဲဆကြရဲကယူကရိန်းအရှိပတ်ချမ်းဒေတာအများစုဟာဖြက်စီးချိန်မုန်းခံခဲ့ရပြီဖြစ်ပါတယ်လူပေါင်းတောင်းချီ တည်ဆုံးခဲ့ရပြီးတော့တန်ပေါင်းများစွာအိုးအိမ်ဆွန်ခွာထွက်ပြေးခဲ့ကြပါရခင်ဗျာမြစည်းမရေဒီယိုရဲ့အင်္ဂါနေ့ညပိုင်းပြည်တွင်းနဲ့နိုင်ငံတကာသတင်းတွေကိုနားဆင်ခဲ့ရတာဖြစ်ပါတယ်အခုကတော့ပြည်တွင်းသတင်းလွှာရဲ့အလှပါမြန်မာကအသက်9နှစ်ယောက်ကလေး ကိုဝန်ဆောင်တဲ့နိုးတိုက်မိခင်၄သိန်းတောင်းကျော်ဟာပြင်းထန်အာဟာရချို့တဲမှုကြုံရနိုင်တယ်လို့ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးယုံ UNOCHA ကနိုမာလာ၁၉ရက်နေ့မှာတတိပေးထုတ်ပြန်လိုက်ပါတယ်။ခိုင်မာတဲ့အာဟာရနဲ့လူသားစာနာအထောက်ပံ့နေချက်ချင်းလိုအပ်နေတယ်လို့ UNOCHA ကထည့်ပြောထားပါတယ်။ အခုနှစ်နှစ်လယ်ပိုင်းကနေလာမယ့်2026မေလအတွင်းပြင်းထန်အာဟာရချို့တဲ့တာကိုကြုံလာရနိုင်တဲ့အကြောင်းကမ္ဘာစားနပ်ရိက္ခာအဖွဲ့ WFP ရဲ့ဒီလာအတွင်းထုတ်ပြန်ခဲ့တဲ့ Hunger Hotspot အစီရင်ခံစာကိုအခြေခံပြီးပြောလာတာဖြစ်ပါတယ်။တနိုင်ငံလုံးအနေနဲ့လည်းမြန်မာဟာစားလောင်မုတ်သိမ့်မှုအခြေအနေမှာအလွန်ဆိုးရင်စရာကောင်းတဲ့အဆင့်သတ်မှတ်ချက်ဝင်6နိုင်ငံတွေကတနိုင်ငံဖြစ်လာတယ်လို့ဆိုပါတယ်။ အစာအိမ်စာမလုံလောက်မှုကြုံနေရတဲ့နိုင်ငံ16နိုင်ငံထဲမှာလည်းမြန်မာဟာအဆိုးရွားဆုံးအဆင့်နဲ့ပါနေတယ်လို့ WFP နဲ့ FAP ရဲ့နိုမာလာ17ရက်နေ့ပူးပေါင်းထုတ်ပြန်ကြမှာဖော်ပြပါရယ်။လက်ရှိနိုင်ငံမှာဖြစ်ပေါ်နေတဲ့ပြိပခစီးပွားရေးကျဆင်းမှုနဲ့တဘာဝဘေးတွေဖြစ်တဲ့ရေကြီးရေလျှံမှုတွေကြောင့်မြန်မာကအစာအိမ်စာမလုံလောက်မှုအနေနဲ့ပုံမြင်မှာလာစေလိမ့်မယ်လို့ UNOCHA ကဆိုပါရယ်။ ဒီနှစ်စက်တင်ဘာကနေအောက်တိုဘာလအထိခံမှန်းချက်အရလူ17.8တန်းဟာလုံလုံလောက်လောက်မစားနိုင်ကြတော့ပဲလူတတန်းဟာအရေးပေါ်အခြေအနေကို ရောက်နေကြပြီလို့ထုတ်ပြန်ကြမှာဆိုထားပါတယ်။ဒီအခြေအနေကြားမှာမြန်မာအတွက်လူသားစာနာအကူအညီရရှိမှုကလည်းတဟုန်ထိုးကျဆင်းနေပြီးလိုအပ်တဲ့ရန်ပုံငွေရဲ့15ရာခိုင်နှုန်းပဲရရှိနေတယ်လို့ UNO ချာကနိုမာလာ18ရက်နေ့မှာထုတ်ပြန်ခဲ့ပါတယ်ခင်ဗျာ။ ပြည်စီမရေဒီယိုရဲ့အင်္ဂါနေ့ညပိုင်းပြည်တွင်းသတင်းနဲ့နိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးကြတာဖြစ်ပါတယ်။အခုတစ်ခါမှာတော့ Key to Health ကျန်းမာရေးအစီအစဉ်ကိုဆက်လက်နာဆင်ရမှာပါ။မင်္ဂလာပါရှင် K2 Health Program ကနေပြီးတော့ပြန်လည်ကြိုဆိုပါရစေ အခုနောက်ပိုင်းမှာလူဆယ်ယောက်မှတယောက်လောက်ဖြစ်ပေါ်နေတဲ့ ADHD လို့ခေါ်တဲ့အာယုံကြောပြဿနာအကြောင်းနဲ့ပတ်သက်ပြီးတော့ဒီကနေ့ဗီဒီယိုမှာ ADHD ရဲ့အဓိကလက္ခဏာတွေ ADHD ဖြစ်ရတဲ့အကြောင်းရင်းတွေနဲ့ ADHD ကုသမှုအဆရှိတဲ့အကြောင်းတွေကိုဆက်ဆက်ပြီးတော့အခမ်းအနားကဏ္ဍတွေအားလုံးကိုကြည်ကြည်ပြန့်ပြန့်ဆွေးနွေးပြောပြပေးသွားမှာဖြစ်ပါတယ်။ပထမဆုံးအနေနဲ့ ADHD ဆိုတာဘာလဲနဲ့အဓိကလက္ခဏာတွေအကြောင်းကိုစတင်ဆွေးနွေးပေးသွားမှာဖြစ်ပါတယ်။ ADHD ဆိုတာဘာလဲ ADHD attention deficit hyperactivity disorder ဆိုတာကအာရုံစူးစိုက်မှုချုပ်ယွင်းပြီးတော့တက်ကြွလွန်ရောဂါဖြစ်ပါတယ်ဒါဟာမွေးရပါဒါမှမဟုတ်ငယ်စဉ်ကတည်းကစတင်တက်တဲ့အုံနှောက်ရဲ့အာယုံကြောဆိုင်ရာဖွံ့ဖြိုးမှုချွတ်ယွင်းချက်တစ်ခုလည်းဖြစ်ပါတယ်။ ADHD ရဲ့အဓိကလက္ခဏာများအာယုံစူးစိုက်မှုချွတ်ယွင်းခြင်း inattention စိတ်ပြန့်လွယ်ခြင်းအာယုံဆက်ရခက်ခြင်းတေချာဂရုမစိုက်နိုင်ခြင်းအမားရွယ်များခြင်း စကားပြောတာကိုနားထောင်ရင်အလုံးအယုံပြန့်လွယ်ခြင်းကြုံကြားချက်တွေကိုလိုက်နာဖို့ခက်ခြင်းအလုတ်တာဝန်တွေကိုဆက်လက်လှုပ်ဆောင်ဖို့ခက်ခဲခြင်းအလုတ်တွေအချိန်စရားတွေကိုစီမံခန့်ခွဲဖို့ခက်ခြင်းစာသင်ခန်းထဲမှာလိုအပ်တဲ့ပစ္စည်းတွေကိုမေ့လျော့ခြင်းနေ့စဉ်လုပ်ငန်းဆောင်တာတွေကိုမေ့တက်ခြင်းစိတ်ရှုပ်ထွေးလွယ်ခြင်းရေရှည်စဉ်းစားရတဲ့အလုတ်တွေကိုရှောင်ကျဉ်ခြင်းတို့ဖြစ်ပါတယ်အပြုတ်မှုထိန်းချုပ်ရခက်ခြင်းနဲ့တက်ကြွလွန်ခြင်းတနေရာထဲမှာကြွကြထိုင်နိုင်ဖို့ခက်ခဲခြင်း ထိုင်ရာကနေမကြခဏထခြင်းတေးလွှားခြင်းတက်ကြွနေခြင်းအတံမြေတဲ့အယုတ်ဂိမ်းတွေနဲ့ဆော့ကစားရတာစိုက်နှစ်သက်ခြင်းတခြားသူတွေစကားပြောနေတဲ့အချိန်မှာကြားဖြတ်ခြင်းစကားဝင်ပြောခြင်းမိကုမပီးခင်အဖြေကိုကြိုတင်ပြောခြင်းစောက်စားဖို့အတွက်ခက်ခဲခြင်းဥပမာသူများစကားပြောပြီးတာကိုစောင့်မနေတတ်တာသူများရဲ့အလုပ်တွေကိုဝင်ရောက်ဆွတ်ဖက်တာတို့ဖြစ်ပါတယ် ADHD အမျိုးအစားတွေကတော့အာရုံစူးစိုက်မှုချုပ်ယင်းချက်ပိုများတဲ့အမျိုးအစားအာရုံစူးစိုက်မှုချုပ်ယင်းခြင်း inattention ထက်ကမှလက္ခဏာတွေကပိုပြီးတော့ထင်ရှားနေခြင်းတက်ကြွလွန်ပြီးတော့အပြုတ်မှုထင်းကျောက်ရခတ်တဲ့အမျိုးအစားအပြုတ်မှုထင်းကျောက်ရခတ်ခြင်းနဲ့တက်ကြွလွန်ခြင်းကနေလက္ခဏာတွေပိုမှုထင်ရှားနေတာပေါင်းစပ်အမျိုးအစားအမျိုးအစားနှစ်ခုစလုံးရဲ့လက္ခဏာတွေရောနှောနေတာအခုနောက်ပိုင်းမှာအဖြစ်အများဆုံးအမျိုးအစားလေးဖြစ်ပါတယ် ဆက်လက်ပြီးတော့ ADHD ရဲ့အကြောင်းရင်းတွေကုသမှုတွေအသက်အရွယ်လောက်ဖြစ်ပွားမှုအခြေအနေနဲ့ ADHD ရဲ့ရောဂါကြောင့်နောက်ဆက်တွဲဖြစ်နိုင်တဲ့ဆိုးကျိုးတွေအကြောင်းကိုဆက်လက်ဆွေးနွေးပေးသွားမှာဖြစ်ပါတယ်။ ADHD ဖြစ်ရတဲ့အကြောင်းရင်းများအကြောင်းရင်းအတိအကျကိုတော့လေ့လာတွေးရှိထားတာမရှိသေးပေမဲ့အခုဖော်ပြမယ့်အချက်တွေကြောင့်ဖြစ်နိုင်တယ်လို့ယူဆကြပါတယ်။မျိုးရိုးဗီဇမိသားစုရဲ့မှာ ADHD ရှိတဲ့သူရှိရင်ဖြစ်နိုင်ခြင်းပိုများပါတယ်။အုံနှောက်ရဲ့ဖွဲ့စည်းပုံနဲ့လှုပ်ဆောင်ချက် အုံနောက်ရဲ့အာယုံစူးဆိုင်မှုဆုံးဖြတ်ချက်ချမှုနဲ့ထိန်းချုပ်မှုကိုစီမံတဲ့နေရာတွေမှာခြားနားချက်ရှိခြင်းပတ်ဝန်းကျင်ဆိုင်ရာအချက်များကိုဝင်ဆောင်နေတဲ့အချိန်မှာစလိတ်တောက်တာအရက်တောက်တာငွေကင်းစကလေးကိုအစိတ်တင့်စေတတ်တဲ့ပစ္စည်းတွေနဲ့ထိတွေ့မှုရှိတာတွေကြောင့်ဖြစ်နိုင်ပါတယ်။ ADHD ကုသမှု ADHD ကိုလုံးဝပျောက်ကင်းအောင်ကုသနိုင်တဲ့နည်းလမ်းမရှိသေးပါဘူး။ဒါပေမဲ့ယောဂလက္ခဏာတွေကိုထိရောက်စွာထိန်းချုပ်ကုသနိုင်ပါတယ်။စေဝါကုသမှု အာယုံစွဆိုင်မှုကိုမြင့်တင်ပေးပြီးတော့တက်ကြွလွန်နာကိုထိန်းချုပ်ပေးတဲ့စီဝါတွေနဲ့ကုသနိုင်ပါတယ်။စိတ်ပိုင်းဆိုင်ရာကုတုံးများအပြုတ်မှုဆိုင်ရာကုတုံးစိတ်ပိုင်းဆိုင်ရာစိတ်ပညာပိုင်းဆိုင်ရာပံ့ပိုးမှုများမိသားစုကုတုံးလူမှုရေးကျွမ်းကျင်မှုဆိုင်ရာသင်ကြားပေးခြင်းတို့လည်းကုသပေးနိုင်ပါတယ်။နေထိုင်မှုပုံစံပြောင်းလဲခြင်းအာဟာရညညစွာစားသုံးခြင်းကိုလက်လှုပ်ရှားမှုပြုလုပ်ခြင်းအေဂျေဝါအောင်အိတ်ခြင်းချိန်စရာဆွဲခြင်းတို့နဲ့လည်းကုသနိုင်ပါတယ် ADHD ဟာကလေးဘဝမှာစတင်ဖြစ်ပွားတဲ့ရောဂါတစ်ခုဖြစ်ပါတယ်။အဖြစ်အများဆုံးအသက်အရွယ်ရောဂါလက္ခဏာစတင်ချိန် ADHD ရဲ့ရောဂါလက္ခဏာတွေဟာကလေးအသက်၃နှစ်ကနေ၆နှစ်အတွင်းမှာစတင်လေ့ရှိပါတယ်။ရောဂါရှာဖွေတွေ့ရှိခံရချိန်ကလေးတွေကိုကျောင်းနေအရွယ်အသက်6နှစ်ကနေ12နှစ်အတွင်းမှာ ADHD အဖြစ်အများဆုံးရောဂါရှာဖွေတွေ့ရှိရပါတယ်။ အကြောင်းရင်းကတော့အဲ့ဒီအရွယ်တွေမှာကလေးတွေဟာចောင်းစားတက်ရပြီးတော့အာယုံစိုက်ပြီးစာတန်ရတာထိုင်နေရတာစီကန်းတွေလိုက်နာရတာစတဲ့လိုအပ်ချက်တွေများလာတာတွေကြောင့်သူတို့ရဲ့အာယုံစူးစိုက်မှုနဲ့တက်ကြွလွန်တဲ့ပြဿနာတွေကပုံမထင်ရှားလာတတ်လို့ဖြစ်ပါတယ်။ဆရာဆရာမတွေဒါမှမဟုတ်မိဘတွေကဒီလက္ခဏာတွေကိုသတိထားမိပြီးတော့ကျန်းမာရေးပညာရှင်တွေစီကိုခေါ်ဆောင်သွားလို့ရှိပါတယ်။သတိထားရမယ့်အချက်ကတော့ ADHD ဟာကလေးတွေမှာပဲဖြစ်တယ်။ကြီးလာရင်ပျောက်သွားတယ်ဆိုတဲ့အယူအဆဟာမှားယွင်းပါတယ်။ လူကြီးအများစုမှာယောဂလက္ခဏာတွေတက်တာသွားတက်ပြီးမြဲလူကြီးတွေမှာဆိုရင်အာယုံဆိုင်ရခတ်တာအချိန်စီမံခံခွဲရခတ်တာစိတ်တူလွဲတာစတဲ့လက္ခဏာတွေပိုပြီးတော့ထင်ရှားတတ်ပါတယ် ADHD ရဲ့ယောဂကြောင့်ဖြစ်ပေါ်နိုင်တဲ့နောက်ဆက်တွဲဖြစ်နိုင်တဲ့အဆိုးကျိုးများ ADHD ရဲ့အဓိကပြဿနာကအုံနှောက်ရဲ့စီမံခန့်ခွဲမှုစနစ် executive functions ချုံရွင်းနေတာဖြစ်တဲ့အတွက်ဘဝရဲ့အနေအဆုံမှာအခက်အခဲတွေပေါ်လာတတ်ပါတယ်။ ကျောင်းသားဘဝမှာဆိုရင်စာမေးပွဲကြရှုံးတာကျောင်းထွက်ကျင်စိတ်ဖြစ်တာတငယ်ချင်းနဲ့အဆင်မပြေတာခွဲခြားဆက်ဆံခံရတာကိုယ့်ကိုယ်ကိုယုံကြည်မှုနှေးပါလာတာစိတ်ကြဝေဒနာစိုးရိမ်ပူပန်မှုများတာတွေကချက်ချင်းဖြစ်နိုင်ပါတယ်အလုတ်သမားဘဝမှာဆိုရင်တော့အလုတ်ပြုတ်တာအလုတ်မကြာခဏပြောင်းတာအချိန်မလေးစားတာလစာနှိပ်တာလုံဖို့ကင်ဖက်တင်တဲ့ပြိပခဖြစ်တာငွေကြေးစီမံခံကွက်မှုညံ့ပြန်တာအကျွေးတင်တာတွေဖြစ်နိုင်ပါတယ် လူမှုရေနဲ့မိသားစုဘဝမှာဆိုရင်တော့မိသားစုတည်းမှာအငင်းပွားမှုများတာကားတိုက်မှုအန္တရာယ်များတာဆွဲလန်းမှုပြဿနာတွေဥပမာစလိတ်အရက်ကွန်ပျူတာဂိမ်းတို့ဖြစ်ပါတယ်စိတ်ကြမ်းမှရေဆိုးပြခြင်းတို့လည်းဖြစ်ပေါ်နိုင်ပါတယ်ရှင်အထူးသတိထားရမယ့်စိုးကြိုးများကိုယ့်ကိုယ်ကိုယုံကြည်မှုပျက်စီးတာကလေးဘဝကလေးကမင်းကညံ့နေမင်းကဂရုမစိုက်ဘူးဆိုတဲ့ဇာတ်တွေကိုအချိန်ချင်းကြားရပြီးတော့ကိုယ့်ရဲ့စွမ်းရည်ကိုမကြုံကြည်တော့တဲ့ self esteem ပြဿနာဖြစ်လာတတ်ပါတယ်ဆွဲလန်းမှုများ ADHD ရှိတဲ့သူတွေဟာသူတို့ရဲ့စိတ်ကျဉ်နှံ့မှုအတွက်ဆွဲလန်းမှုတွေဖြစ်ဖို့လွယ်ကူပါတယ်။စလိတ်အရက်၊မူးယစ်ဆေး၊ဂိမ်း၊လောင်းကစားစတာတွေကိုဆွဲလန်းနိုင်ခြင်းပိုများပါတယ်။တခြားစိတ်ရောဂါများပူးတွဲဖြစ်ပွားခြင်း ADHD တခုတည်းကိုတော့မကူပဲထားလို့ရှိရင်စိုးရိမ်ပူပန်မှုတွေများတာ anxiety စိတ်ကြယောဂ depression စိတ်ဆိုးလွယ်တဲ့ irritability တို့လိုမျိုးနောက်ဆက်တွဲစိတ်ကျန်းမာရေးပြဿနာတွေထပ်ဆင့်ဝင်လာတတ်ပါတယ်။အဲဒီစိုးကျိုးတွေအားလုံးကကုသနိုင်ပါတယ်။ ADHD ကိုဇေဝအပြုမှုဆောင်ရာကုတော်လူနေမှုပုံစံပြောင်းလဲတာတွေနဲ့ထိထိရောက်ရောက်ကုသနိုင်ပါတယ်။စောစောသိပြီးတော့စောစောကုသတာကဒီနောက်ဆက်တွဲဆိုးကျိုးတွေကိုကာကွယ်ရမှာအကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။ ADHD မှာကလေးတွေမှာတမကပဲလူကြီးတွေမှာလည်းရှိနေတတ်တာကြောင့်စောစောစစ်စစ်သိပြီးတော့တင့်တော်တဲ့ကုသမှုခံယူခြင်းဖြင့်ចောင်းစာတွေအလုပ်ခွင်တွေနဲ့လူမှုဆက်ဆံရေးတွေမှာပုံမကောင်းမွန်စွာရပ်တည်နိုင်မှာဖြစ်ပါတယ်။ဒီအကြောင်းအရာကိုကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO နဲ့ UNICEF စောင်းမားတွေကနေပြီးတော့ကိုးကားထားတာဖြစ်ပါတယ်။

ကျွန်တော်တို့မြေစီမရေဒီယိုကထုတ်လွှင့်နေတဲ့သတင်းစီစဉ်တွေသတင်းဆောင်ပါတွေဆက်သွယ်မေးမြန်းချက်တွေနဲ့ပတ်သက်ပြီးတောသားရှင်တို့အနေနဲ့ဝေဖန်အကြံပြုချက်တွေနဲ့ရင်ဖွင့်ပြောပြခြင်းနဲ့အကြောင်းအရာတွေကိုကျွန်တော်တို့ရဲ့ One Way FM Facebook Page ရဲ့ Messenger နဲ့မြေစီမရေဒီယို ဆောင်ပါရှင်ဆိုတဲ့ Telegram group မှာစာရေးသားပေးပို့နိုင်ကြပါတယ်။တောသားရှင်တို့ရဲ့ဝေဖန်အကြံပြုချက်တွေကိုကြိုဆိုပါရစေခင်ဗျာ။ မြစီမရေဒီယိုရဲ့ဒီနေ့ညအစီအစဉ်မှာတော့ဒီလောက်ပါပဲမြန်မာနိုင်ငံသူနိုင်ငံသားအပေါင်းဆရာနာရှင်ပေးပါနေပြင်ဝီကိုစိတ်နှပါကျမ်းမာချမ်းသာပါစေလို့မြစီမရေဒီယိုဖွဲ့သူဖွဲ့သားတွေကဆုတောင်းမေတ္တာပို့တာလိုက်ပါတယ်မြန်မာပြည်သူနဲ့အတူရက်တည်နေမယ်မြစီမရေဒီယိုပဲဖြစ်ပါတယ်နားဆင်ခဲ့ကြသူတွေအားလုံးကျမ်းမာကြပါစေခင်ဗျာ